ခေတ်မှာဘောဘက်တင်ဆက်ခြင်းပတ်စံငွေကုန်ကြီးကရမ်းတက်တာတယ်လေဟိုပိတ်ကားစိမ်းနေထောင်ပြီးတော့အင်းလေးနောက်ကကန်ကြီးကိုရိုက်ထည့်လိုက်လို့ရတယ်လွရရစီရရပကံဆိုလည်းပကံရိုက်ထည့်လိုက်လို့ရတယ်ဒါဆိုအရန်အရန်တက်တာသွားမယ်ဒါပေမဲ့လို့အရန်ကြတော့ဘဝမှတ်တိုင်တခြင်းလေးဖြစ်လှုပ်ချင်တာဖြစ်တဲ့အတွက်အဲအကုန်ခံမယ်စတီဒူလီလူအမီတွေတွေ့ဖို့မပါဘူးရင်အာ ိတ်တက်ကိုလည်းအစ်စ်ပဲချပြခြင်းလည်းဆိုရဲစိတ်ကြောက်ငွေလဲကုန်ခံတယ်လူလဲပြန်မှန်းခံတယ်စိတ်လဲပြန်မှန်းခံပြီးတော့အဲဒီအင်းလေးကြီးကိုအဲရအများကြီးလာနေပြီးတော့တေချာလေးစူးစမ်းပြီးတော့မှအကောင့်တွေဖော်ရပါတယ်ဟုတ်ငလာလုကပြပါဦးဝိုင်းကအင်းလေးမရောက်နေဆိုတော့တဲရောက်နေရနှစ်ရက်လောက်ရှိပြီမိုးမရွာသေးလို့စောင့်နေရတော့ အဲနေရာထိုင်ရင်းဟိုပဲရိုက်မဲ့ရှူတင်တယ်မဲ့နေရာလေးတွေလိုက်ကြည့်ဖြစ်တယ်နောက်တော့အဲမိုးရွာမဲ့ချိန်လေးလည်းမိုးစစ်နဲ့ရိုက်ချင်တော့အဲ့ဒါလေးလည်းစောင့်ဖြစ်တယ်လေးလာတာပေါ့ပဲလာတဲ့နေရာလေးရွေးမယ်ဆိုပြီးတော့ဟုတ်အဲ့တော့မိုးစစ်တွေနဲ့တိုးတာပြီးရိုက်မယ်ဆိုတော့ဒရိုက်တာရောအချိန်အချိန်လေးပြီးရတယ်ကိုရှိလာအောင်ရလဲပြပါပြရပါလေဘူကရတော့အဲအရင်မှကြရမို့အခုမန်နီနီခင်ဆိုတော့ပြန်ဆိုရတဲ့ဟာမျိုးမဟုတ်ဘူး ဟိုအခုကမိုနိုပေါ့စတူဒီယိုမဟုတ်ပါဘူးမြန်မာတန်လေးပါတီးရလို့ဖြစ်ပါဘူးအဲတီးစီကတော့ဂီတစာဆိုဥမမောင်မျက်စိမှာအခုခေတ်လူငယ်တွေကတော့ဒီချင်းကိုတိတဲ့သူနဲလိုက်မယ်ပေါ့နော်အဲ့တော့တချင်းကအင်းလေးမှယူရတဲ့မိုးဆိုတော့ဘလို့စာသားမျိုးတွေကြာမှာလဲဘလို့ပြောလဲဆိုတော့အောက်ပိုင်းလေးဆိုပြလိုက်မယ်နော်ညတဝမူရေစနဝမူရေ ရမူအဲ့တော့မြန်မာတန်ဘတ်သွားတယ်။မွန်လိုဘတ်သွားတယ်ပေါ့ဟုတ်။ဆက်လို့မိတ်ဆက်ပြပအောင်စားစားလေး။အစလေးကအာတောင်ပက်လေးဝရင်ကစီအင်းလေးရှိမြင်ကြီး မလေးရေအင်းလီမပြောရမှုရေရတာတော့အတယောဆရာဆရာစမျိုးအောင်နောက်တော့ဂီတာမိုးဆရာဆရာသိန်းဝင်းထွန်းကြောက်ဆရာအဲသူတို့အဖွဲ့တွေနဲ့တေချာပုံဖော်ထားပါတယ်ဟုတ်သူကြတာဂီတာမိုးကိုသိန်းဝင်းထွန်းကအင်းလီမပြောရမှု ဆိုတော့သူ့ရဲ့တပည့်မလေးကို support နေနေအများကြီးပေးရလို့သိရတယ်ဟုတ်တယ်ဆရာလည်းအင်းလေးလိုက်လာတယ်အင်းလေးလိုက်လာပြီဆရာတို့သတိမောင်းတယ်လည်းအစားအဆုံးတေချာလေးသူတို့လိုက်ကူညီပေးပါတယ်အစားအစာရအဲ့တော့လည်းဒီနေ့ကနေဆရာလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်လေအများကြီးငွေကုန်ကြေးကြခံထားတယ်အများကြီးစိတ်နှစ်ထားတယ်အများကြီးလဲစူးစမ်းရတဲ့အတွက် ကြည့်ရတဲ့သူတွေအများကြီးတန်ပါပါ music video နဲ့တွေကိုတန်ပါပါ ကောင်းဆုံးစူးစမ်းချပြထားပါတယ်အဲ့တော့အကောင်းဆုံးကတော့ပြိဿပဲဝေမံမှာပေါ့လေနော်။မင်းတို့အကောင်းဆုံးချက်ပြတ်ထားပါ။တက်လော်နေရလေယာဉ်ချောင်းနဲ့လော်နေတဲ့အချိန်မှာလှုပ်နေတဲ့အချိန်မှာကြောက်ပြီးတော့ငိုတဲ့ခန်းနေလဲပါတယ်လှုပ်ပြွားပြီးတော့မျက်နာလဲမူးပြတ်မှလဲကြောက်ရသေးတယ်။ကြောက်ကန်ကန်ပြီးတော့ငိုတဲ့အိုင်တင်လေးလဲမဆိုတော့လေးပါမထင်ပါနဲ့။ အဲဒီသချင်းလေးတွဲဝိုင်းအများကြီးစူးစမ်းထားပါတယ်ကြည့်ရတဲ့သူတွေစိတ်မပြတ်အောင်လဲအကောင်းဆုံးတင်ဆက်ထားပါတယ်အများကြီးလဲအပင်ပန်းခံထားတယ်အများကြီးလဲငွေကုန်ကြေးကြခံထားတယ်ကြည့်ရတဲ့သူတွေတန်ပါပါအဲ့အတွက်ထွက်လာရင်အားပေးပါအောင်လို့